မြမပီအပေါ်ဆုံးမှာရှိပြီးအေယာဝရီ မြစ်ဖြာအစားပြုရာမလိခနဲ့မေခမြစ်နှစ်ခုလုံးစမ်းချိန်တင်ရေကြီးနေပါတယ်။မြစ်ရေနှစ်ခုလုံးရေကြီးနေတာကြောင့်အေယာဝရီမြစ်ကျောင်းပေါ်ကမြို့ရွာတွေတရိပ်ထားနေကြဖို့လိုပြီးကမ်းပါးတွေပြိုကျနိုင်ပါတယ်။မလိခနဲ့မေခမြစ်ဆိုတာကချင်ပြည်နယ်မြစ်ကြီးနားမြို့အပေါ်နားမှာတည်ရှိပြီးတော့ယခုနှစ်မိုးများတာကြောင့်မြစ်ရေမြစ်တက်လာနေတာပါ။ ကြောက်စရာကောင်းလောက်အောင်ရည်ကြီးနေတာမို့မြစ်အောက်ပိုင်းကမြစ်ကြီးနားမျိုးနဲ့ဝိုင်းမော်မျိုးတွေအရင်ဆုံးတရီထားဖို့လိုပါတယ်။ပြီးရင်တော့မန္တလေးပခုတ်ခူစတဲ့မျိုးတွေတရီထားဖို့လိုပြီး၃ရက်ကြာရင်တော့မြစ်အောက်ပိုင်းမှာရည်တိုးလာနိုင်ပါတယ်။ဒီနှစ်နိုင်ငံတော်ဝန်မိုးများတာကြောင့်မြို့ပြတွေမှာရည်ကြီးရည်လန့်ခဲ့တယ်လို့မြန်မာပြည်အထက်ပိုင်းကမလိခနဲ့မေခမြစ်တို့လည်းရည်ကြီးနေတာပါ။ တရားတိုင်ထိတ်နာသည့်ရေမြင့်တက်လာလို့ဒေသခံတွေတောင်မမြင်စဘူးစံချိန်တင်တာလာကြည့်နေတဲ့သူတွေတောင်ရှိနေပါဗျ။ဒီတရားကြီးကအတော့ကိုမြင့်တဲ့တရားသင်းဖြစ်ပေမဲ့မြင့်ရေစံချိန်တင်တက်တာကြောင့်တရားအောက်ခုံအထိရေကြီးနေတာပါ။ဒီအချက်ကအောက်ပိုင်းမြင့်ကြီးနာမျိုးအတွက်စိတ်ပူစရာဖြစ်ပြီးမြင့်နေပိုင်းဒေသတွေရေလွှမ်းမိုးတာတွေဖြစ်လာနိုင်ပါဗျ။မြမပြီးအောက်ပိုင်းဒေသတွေလည်းအထူးတရီပြူ